စစ်ကောင်းဆောင်ဦးစီးကျင်းပမဲ့ရွေးကောက်ပွဲမှာစေရာရှိကြီးတွေပြင်စစ်ကောင်မရှင်ရဲ့ဝင်းကြီးချုပ်ဦးညိုစော ကိုတိုင်ရွေးကောက်ပွဲ ဝင်ရောက်ရှင်ပြိုင်မယ်လို့သိရပါတယ်။စစ်ကောင်မရှင်ရဲ့အငိမ့်စားဗိုလ်ချုပ်ကြီးဝင်းကြီးချုပ်ဟာရန်ကုန်တိုင်းတွင်ကိုကိုကျွန်းမြို့နယ်ကနေအဲ့ဒီရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မှာပါ။ဦးညိုစောဟာကိုကိုကျွန်းမြို့နယ်ရဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက်ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပြီး ကျန်းခိုင်ပါတီကနေဝင်ပြိုင်မယ်လို့ပါတီသတင်းရင်းနှစ်စီကသိရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းကဒူးဝင်ကြီးချုပ်နှစ်ဦးပါဝင်စေဘဆိုင်ရာအကြီးပိုင်းရာရှိကြီးတွေတက်ကနေနားယူပြီးကျန်းခိုင်ပါတီကအမတ်လောင်းဖြစ်ရွေးချယ်ပြီးရွေးကောက်ပွဲဝင်ရောက်ရှင်းပြိုင်မယ်လို့စီးရင်တွေထွက်ပေါ်လာပါတယ်။ကနဦးထွက်ပေါ်လာတဲ့စီးရင်မှာအစီအရာရှိ900လောက်ပါဝင်နေပြီးအဲ့ဒီစီးရင်ကိုစစ်ထောက်ချုပ်ခန့်ရုံးမှာရောက်ရှိပြီးကျန်းခိုင်ပါတီဥက္ကဋ္ဌနဲ့ညှိနှိုင်းဆွေးနွေးမှုတွေရှိတယ်လို့သိရပါတယ်။ အခုထပ်ပေါ်လာတဲ့အငိမ့်စားဗိုလ်ချုပ်ကြီးညိုစောပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဖြင့်ဝင်ပြိုင်မဲ့အကြောင်းကိုစစ်ကော်မရှင်ဘက်ကတရားဝင်ကြေညာတာမရှိသေးပေမဲ့စစ်တပ်သတင်းရင်းမြစ်နဲ့ဆက်ဆံရေးကောင်းတဲ့ BBC သတင်းဌာနမှရေးသားဖော်ပြထားပါတယ်